အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ Trend Mobile မှာ အလုံးလုံးတဲ့လူငယ်အလုံးထုတ်ခံရလို့စိုင်းရှင်ကိုမီတာစုလိုက်လိုက်လံချိန်ချောင်းနေတဲ့အကြောင်းအရာလေးကို Video File နဲ့တကွာတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်း Video File လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ဒီနေ့ကကြတော့လေအမားက မတင်ကျင်ဆုံးပေါ့နော်ဆိုင်ကဝန်ထမ်းကြီးရာနဲ့ပတ်သက်ပြီးတော့မတင်ကျင်ဆုံး post ကိုတင်ရတာပါ။ဘာဖြစ်လို့လဲဆိုတော့အမားတို့ရဲ့ TikTok page မှာကြတော့ social မှာလည်းသူ့ဘဝလူတော်တော်များများကသိထားတဲ့အတွက်ထုံးမိုဘိုင်းကဝန်ထမ်းလို့ပဲထင်နေမှာဆိုလို့ပေါ့နော်။ထုံးမိုဘိုင်းမှာအရင်ကအလုပ်လုပ်ခဲ့တဲ့ဒီကိုတာတာနော်ကိုတာတာကဆိုင်ကနေအလုပ်ထုတ်လိုက်ပါပြီ။အမားတို့ဆိုင်နဲ့လုံးဝမပတ်သက်တော့ဘူးဆိုတာလေးကိုတစ်ချက်လောက်အမားတို့ကဟိုအသိပေးအကြောင်းကြားတာပါ။ ။ဒါဖြစ်လို့လဲဆိုတော့တချို့ customer တွေကမသိတော့လေ။မတို့ဆိုင်မှာပဲအလုပ်လုပ်နေရလို့ထင်ပါသလိုနော်။ပြီးတော့ဘာဖြစ်လို့သူ့ကိုအလုပ်ထုတ်လိုက်ရလဲဆိုတဲ့အကြောင်းရင်းကိုလည်းပြောပြပါမယ်။အဲသူကအမတို့စီစားရောက်တော့ကျမကြီးတော်တော်မကောင်းနေမကောင်းတဲ့အနေအထားနဲ့မတို့ကသိထားတယ်။ရောက်ပြီးရပ်သားလေးမှာပဲသူ့ဖေကဆုံးသွားတယ်။ဆုံးရတယ်ဆိုအမားတို့ကလည်းအရန်တနာတယ်ကိုသားလေးတွေနဲ့လည်းရွယ်တူဆိုတော့ကိုသားသမီးလိုပဲသဘောထားတယ်အဲ့ဒီချိန်မှာအဖတ်တစ်ခုကဘာလဲဆိုတော့သူကအဲ့တွေးကင်စာဖြစ်နေတာတဲ့ မကြခင်ပေးမှာတဲ့အလုံးဆုံးခိုင်နှစ်လသုံးလပဲတဲ့ဆိုတော့ကိုရီးယားလည်းစိတ်မကောင်းဘူးစိတ်မကောင်းတဲ့ခါကျတော့စေးကုဖို့ကလည်းတဲ့ညီကောင်မောင်တို့ကလည်းမရှိဘူးတဲ့မောင်တို့ကတောင်းရောက်မှသူကအကြီးဆုံးတဲ့ဆိုတော့အဲ့ဒါနဲ့ဂျာကြီးကိုဂျာကြီးတို့သူကသူတွေးကင်စာဖြစ်နေလို့အမားတို့ပတ်စံဒီစုံရင်လည်းစုံမစေလို့ကုပေးလိုက်ပါလို့သူ့ကိုလို့ကုပေးလိုက်ပါဆိုတာကသူကစေးအောင်စေးကန်းသွားတဲ့ပတ်စံတရားမှမရှိဘူးလမ်းသိမ်းမရှိဘူးအဲ့တော့အမားတို့စီရဲ့စီကန်းချက်ကကျတော့လာတာကိုကြိုးထုတ်ပေးတယ်ဆယ်ရက်စာစင်းနိုင်ဆယ်ရက်စာပဲထုတ်ပေးတယ် ရဲနေတဲ့သားတင်တာရဲနေတဲ့သားထုတ်ပေးတယ်အဲ့ဒါတော့ပို့ပြီးမထုတ်ပေးဘူးအဲ့မဲ့သူ့ကိုတော့တေဝါလို့စုံဝိုင်းရင်တော့အမအဆုံးခံမယ်နော်ဒီလိုမျိုးမိဘလည်းမရှိတဲ့ခလေးတယောက်ကိုကြာတော့ငါတို့အဲ့လိုမျိုးမပြစ်ထားနိုင်ဘူးအဲကုပေးလိုက်ပါဆိုပြီးတော့အမကုပေးတယ် medical check up တွေအစအဆုံးပြန်လုပ်တယ်သူ့ကိုလည်းအားပေးတယ်သူကလုံးဝအစစ်စစ်မခံဘူးစစ်စစ်ပေးတာတော့မခံတာတော့အတင်းမှဆိုင်ရမန်နေဂျာနဲ့ရောက်ကိုထည့်ပေးပြီးတော့ဆစ်စစ်ပေးတယ်အစားဆုံးပြန်ဆစ်လိုက်တော့သွေးကျင်စာမဟုတ်ဘူးတဲ့ယောဂါမှားနေတာတဲ့လူကအကောင်းနဲ့ ဆိုတော့အဲ့ဒီမှာအမတို့ကစေးကုပေးလိုက်တာဘယ်လောက်ကုန်လဲဆိုတော့ပတ်စံအများကြီးတော့မဟုတ်ပါဘူး6သိန်း9သိန်းပေါ့နော်အဲ့လောက်ကုန်သွားတယ်အဲနောက်ကျတော့ तू ကနေကောင်းသွားပြီတဲ့ तू တဲ့လာသားတွေကနေဖြည်းဖြည်းချင်းဆက်မယ်ဆိုပြီး3သိန်းကျော်လောက်တော့ तू ပြန်ဆက်ထားတယ်အခုနောက်ပိုင်းလဲလူကနေကောင်းသွားပြီဒါပေမဲ့အလကားနေသူ့ကိုကြည့်လိုက်နားတာနားတာနားလို့ပြောလိုက်တိုင်းလဲစေးကန်းသွားလားစင်ကန်သွားတာမဟုတ်ဘူးယောဂာနေမရှိတော့ဘူးလှုပ်လေးမအောင်စင်ကြ ాయి ကသူ့ကိုပြောတယ်မင်းကွာဒေချာလောက်ပါဆိုလဲနားတယ် အမြဲတမ်းနားတယ်သူ့ကိုကြည့်လိုက်တကယ်ပဲသိမလို့မျိုးနဲ့အမြဲနားတယ်စေးစာပြပေးဒါဆိုလဲဆိုလဲစေးစာလည်းမပြနိုင်ဘူးအဲ့ဒါနဲ့ဆိုင်ရကြာကြီးကသူ့ကိုအလုပ်ထုတ်လိုက်တယ် ထုတ်လိုက်တဲ့ဟာကိုဗာလဲသူ့အကိုတွေဗာလေအဲ့တော့မှပေါ်လာပြီးတော့မင်းတို့ကဘာကောင်နေလဲလူလိုနားမလဲဘူးလားတနက်နဲ့ပြတ်တက်မယ်ဒီဗာလေကအစဆိုင်ကိုချိန်ချောက်မှုတွေပါရှိလာတယ်။ဓမာတို့ကတော့မကြက်ဘူးဂယူဆိုင်ဆရာအကြောင်းလည်းမရှိဘူး။ဒါပေမဲ့ဒီလိုမှရိုင်းတယ်ဒီလိုမျိုးအကျင့်စာရိုက်တာရှိတဲ့အတွက်အမကြီးအရန်စိတ်ဆိုးလို့လိုင်းမော်တင်ရခြင်းဖြစ်ပါတယ်။ထုံးမော်ပိုင်းနဲ့ကိုသားသားနဲ့ဘာမှမသက်ဆိုင်တော့ပါဘူး။ဓမာတို့ဘေးတရာရှိရလေးတွေလာပေးပါလို့နော်အဲ့ဒါလေး